2023ခုနှစ်ကမ္ဘောဒီးယားစီးကိန်းပြိုင်ပွဲမှာမြန်မာအားကစားသမားများကစုစုပေါင်းစုတစိတ်114ခုနဲ့မြန်မာနိုင်ငံရဲ့စီးကိန်းပြိုင်ပွဲတမိုင်းတစ်လျှောက်ဒုတိယမြောက်စုတစိတ်အရေးအတွက်အများဆုံးရရှိခဲ့ပါတယ်။အောင်မြင်မှုရရှိခဲ့တဲ့ကစားသမားတွေကိုဂုဏ်ပြုသောအဖြစ်မြန်မာလက်ရွေးစင်အားကစားသမားအချို့ရဲ့ကစားသမားဘဝဖြတ်သန်းမှုတွေနဲ့အောင်မြင်မှုပန်းနိုင်များအကြောင်းကိုဂုဏ်ယူစွာနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ အခုတင်ဆက်ပေးမယ့်ကစားသမားကတော့ တော်တော်မြန်မာနိုင်ငံလေလောက်ဖွဲ့ချုပ်လက်ရုံးစံကသမမောင်ပြည်တော်ဖြစ်ပါတယ်ဗျ။မွေဖားဇာတိကတော့အေရဝတိုင်းမူပင်မြို့တောင်သားကျောက်အဆိုမြကုစီကျေးရွာဖြစ်ပါတယ်ဗျ။မိသားစုရော9ယောက်ရှိပဲ။မွေးချင်းကတော့9ယောက်ပေါ့နော်။ကျွန်တော်ကတော့ဒုတိယမြောက်သားဖြစ်တယ်။ကိုရကိုဒေသနဲ့ရွာမှာဆိုတော့ဒီဒီမိုးရင်ဘတ်ဆိုရေရေဖောင်ဖောင်ပေါ့ဝါသူဝါကောင်းဆိုရင်လည်းတပြေသီးတွေမဲ့အဲ့လိုအချိန်မျိုးဆိုရင်အရင်ပြောဖို့ကောင်း ရေရေစောကစားရင်လည်းအဲဒီကလေးကတော့ဒီလေးဆိုတာကျွန်တော်တို့နဲ့မဆိုင်ဘူးအဲရင်းနေပြီးသားဖြစ်နေတာပေါ့နော်လေးလောစပြီးဝါသနာပါတာကတော့ဒီရွာဒီမှာပေါ့နော်ဒီတီဦးချင်းပြိုင်ကြတယ်တူဦးချင်းပြိုင်ကြတော့တွေ့ရင်တော့ဝါသနာစပါတယ်သူများတွေလော်တယ်လို့ကိုလည်းလော်ခြင်းတယ်ကိုကိုတိုင်းလည်းဝါသနာပါလာတဲ့အလုပ်ဖြစ်တဲ့အတွက်အဲကြောင့်မို့လေးလောအကစားကစားပြတာ thank you တော်ငငယ်ဆိုလို့ရှင်လေပွားပြုတ်ကြရင်းနေဘူးအဲ့ဒါတော့လုံးဝအမှတ်တရပါဗျာတခါလောက်နေဘူးရယ်တော့နောက်အခါမျိုးတွေကြတော့မကြောက်တော့ဗျာရေကိုတဲ့ရင်တော့ဟိုစားမဖြစ်တော့ဒီလဲတဖြည်းဖြည်းကူးတက်လာတာပေါ့အဲဒါမိုးရင်ပါဆိုရင်ကျွန်တော်ရွာမှာဆိုလို့ရှင်ရေကြီးပဲဆိုတော့ဒီအเจ้าနေပါတယ်သွားဆိုရင်လေနဲ့ပဲတောက်လျှောက်သွားတောက်လျှောက်ပြန်နေရတာဆိုတော့အများတန်းနေ့တိုင်းပေါ့နေ့တိုင်းလေနဲ့ပဲတောက်လျှောက်သွားနေရတာဆိုတော့အများတန်းရင်းနေရတာပြည့် လေလောအကားသားနေကိုစတင်ရှင်ပြန်ခဲ့ဖြစ်ခဲ့တာကတော့ကျွန်တော်ဒီကျောင်းမတက်တော့အပြင်ရောက်သွားမှာပေါ့နော်ကျွန်တော်ဒီ2018တိုင်းနဲ့ပြည်နယ်ဒီအပွဲမှာမှာစရင်တော့ကစားဖြစ်တာအများတရားတွေကတော့ရှိပါတယ်တူးနဲ့တူးဟိုသာအကားသားတွေအသမားတွေအများကြီးနဲ့စရင်တော့ဖော်ဖော်ရေးစတိခဲ့တယ်နောက်ပြီးဒီရန်ကုန်တိုင်းကနေရင်တော့အမ်မန္တလေးမှာဆိုလို့ရှိရင်ဥပိန်တရာတို့ဖရာတို့အဲ့လိုမျိုးလိုက်ပို့တာကြအမတရားပေါ့နော် ကျွန်တော်ဦးလေးနှစ်ယောက်ကလည်းဒီမြန်မာနိုင်ငံလေလောက်ဖွဲ့ကြောရဲ့လက်ယူစင်ဟောင်းနေပေါ့နော်ကျွန်တော်ဦးထူးထူးရှိတယ်ဦးမင်းနိုင်ရှိတယ်ဦးမင်းနိုင်ဆိုလို့ရှင်ဒီကြံခဲ့တဲ့နှစ်ကမှဒီလက်ယူစင်ဘွားနဲ့နှာဝါတာပေါ့ကျွန်တော်ဘွားရဲ့ဘွားတင်ဆရာမြန်ဆရာလေးဆိုရင်တော့ပေါ့ကျွန်တော်2018တိုင်းနေပြည်နယ်လော်တုံးကဆရာရဲကျော်သူသူကတော့ကျွန်တော်ရဲ့ဒီလက်ဦးဆရာပေါ့နော်လေနီးပြားနဲ့ပတ်သက်လို့ရှင်နောက်ပြီးတော့2019တိုင်းနေပြည်နယ်လော်တော့ဆရာဇန်ဟဲ့ အဲ့မှာတစဉ်2021အဖွဲ့ချုပ်ကနေလက်ရည်လင်းဖြစ်ခေါ်တော့ဆရာနန္ဒထူကနေပထမဦးဆုံးအဖွဲ့ချုပ်မှာကျွန်တော်တို့ကျွန်တော်စာရည်နော်တင် जा ပေးပြန်နော်ပြီးတော့ဆရာအွန်ဒင်ထွန်းတို့ဆရာသိန်းဝင်းတို့အဲကျန်တဲ့ဆရာအခုဆိုလို့ရှိရင်ဆရာဦးကန့်ရွှေဟောအခုလက်ရှိကိုင်နေတာဟောကျန်တဲ့ဆရာများတွေလည်းရှိတယ်ကျွန်တော် ဒီမြင်စရာတွေဆိုရင်တော့ဒီကစားသမားဟောင်းတွေကျွန်တဲ့တက္ကနီကောင်းတဲ့ကစားသမားကိုထငယ်တဲ့ဒီဖြစ်စေအကြီးကြီးဖြစ်စေတက္ကနီကောင်းရင်တော့ကျွန်တော်တို့မြင်စရာပဲလို့သတ်မှတ်ရင်တော့အတူတူပဲပေါ့နော်ကျွန်တော်ကတော့ဟိုဒါ you are လေတော့အာသာကြာနီးပြဦးသိဝင်းဖြစ်ပါတယ်ခင်ဗျာအဲသူကတော့ဒီမှာ speaker man ကတော့ကောင်းပါလေဟိုလူကလည်းလူငယ်ဖြစ်ပါတယ်သူကတော့အခု2003ခု ဟိုဘွန်းဆိုတော့သူ့အနေနဲ့အခုအားကစားကိုအခုအသက်20အတွင်းမှာတင်ကိုအခုလေဝေးစဉ်စီးကိန်းပြိုင်ပွဲမှာရွှေရလိုက်တဲ့အတွက်အခုဆိုရင်ရွှေရတဲ့အားသာသမားတွေဆိုရင်အသက်30ကျော်30လောက်ထိပါတယ်ဆိုတော့သူဒီနောက်ဆက်ပြီးတော့ဟိုဘယ်လိုခေါ်မလဲအားထားမယ့်အားသာသမားတယောက်ဖြစ်တယ်လို့ကျွန်တော်မြင်ပါတယ်2018အတိုင်းပြည်နဲ့လောတာအားနဲ့ဆိုင်တော့စူရစိတ်တွေရခဲ့တယ်ဒီရွှေရောငွေရောကြေရောရခဲ့ဘူးတယ်2019ကဆိုရင်လည်း ဒီရွှေငွေကြီးအကုန်ရခဲ့ပြီလေမမရရဆိုလို့ရှိရင်ဒီမှက်နှစ်ပွဲပါနှစ်ပွဲလုံးမှာရွှေရခဲ့ပြီလေအားလုံးကတငယ်ချင်းတွေလည်းအခုရှိတယ်ဗျာကျွန်တော်တို့နဲ့အတူဒီအဖွဲ့ချုပ်မှာရောက်နေတာ၄၅ယောက်လောက်ရှိတယ်ဗျာအဓိကပြိုင်ပွဲကတော့ကျွန်တော်ရန်ကုန်တိုင်းကိုစားပြုကနေလော်တဲ့အတွက်အဓိကပြိုင်ပွဲကတော့အေယာဝတီပေါ့နော်အေယာဝတီကိုအဓိကရှင်ပြန်ခဲ့ရတာကျွန်တော်အိမ်မှာအလုပ်လုပ်နေတလန်နဲ့ဒီဆရာနန်းနိုင်သူကနေတော့လမ်းခေါ်တယ်ဗျာခေါင်းလမ်းခေါ်လာခေါင်းလမ်းခေါ်လာတော့ ကျွန်တော်ပထမကဘာမှမသိဘူးပေါ့အဲကင်လိုက်တယ်မြန်မာနိုင်ငံလေးလို့အဖွဲကြောပါကိုကလည်းဝါသနာပါနေအဲ့လိုပြောလိုက်တယ်ကအဲ့လိုမျိုးကိုခေါ်မလားဆိုပြီးတော့ပေါ့တကယ်လည်းသူကခေါ်ပြခဲ့တယ်ခေါ်ပြခဲ့တဲ့အတွက်ကြောင့်ရောက်ရှိလာကိုကတော့အဲ့တော့ကတော့အသက်ဆက်ဒီမှာစကောင်းဝင်လေ့ကျင့်နေတဲ့ကစားသမားတွေရှိတယ်ပေါ့နော်အကစားသမားတွေကျိုးကိုကစားရောက်လာတာခန္ဓာကိုယ်လေးကအခုလောက်မကြီးဘူးပေါ့နော်အဲတည်တည်လေးတည်တည်လေးဆိုတော့သူတို့ရဲ့မာဆယ်အနေထားသူတို့အနေအားကြတာပေါ့နော်ငါလည်းတနည်းဖြစ်အဲ့လိုဖြစ်အောင်လုပ်မယ်ဆိုရင်တော့ အဲအဲ့လိုခံယူချက်လေးနဲ့အခုလိုစာရင်လုပ်ကြည့်ခင်ကျွန်တော်သိထားတဲ့အတတ်ပညာလေးဆိုရင်တော့ဒီလေလော်တာကလေလော်တာတစ်ခုတည်းကိုကျွန်တော်ကအပြင်းမဆိုတော့မသိဘောနော်မသိဘူးဒီဒီတိုင်းမလော်ခဲ့တဲ့ထင်တာဒီတိုင်းမအော်လော်ပြီးလော်တဲ့ထင်တာတကယ်တကယ်ဒီလေလော်တယ်ဆိုတာကလည်းဒီလော်ချင်တိုင်းလော်လို့မရဘူးဒီကျွန်တော်တို့အခုလော်တဲ့ရိုးရလေးဆိုလို့ရှိရင်၁၀ယောက်လော်တာဖြစ်တဲ့အတွက် တယောက်လုံးမညီတာနဲ့အဲ့လေဈေးကသွားနှောင်းရရပါတယ်အဲ့လိုမျိုးပေါ့အဲ့ကြောင့်မို့တက်ကနစ်မမှန်ဆရာတွေပြတဲ့တက်ကနစ်မမှန်သေချာလိုက်လုပ်ပြီးသေချာလှည့်ကျင့်ပြီးမှဒီလိုရတဲ့အာကသနီးဖြစ်တယ်ပေါ့နော်ပထမဆုံးလောက်မယ်ဆိုပြောတော့ကတော့ဒီဦးလေးတွေကလည်းလို့တော့ဝါသနာပါတယ်ပေါ့ဩနင်လောက်နေလဲနင်းကောင်လေးကတည်တည်လေးအမိုးကပြောတယ်ပေါ့နင်းကောင်လေးကတည်တည်လေးရမှာနင်းဦးလေးတွေကောင်လေးကအကြီးကြီးတွေအကောင်ကြီးတာလည်းပါဖြစ်လဲလောက်မယ်ဆိုရင်တော့အဲ့လိုမျိုး ငငယ်တည်းကပြောတယ်။နောက်လက်ရွေးစင်ဖြစ်လာတော့လေဘယ်သူမှတော့မပိတ်ပင်ပါဘူး။လုံမယ်ဆိုရင်အပားတော့ပြောတယ်လုံမယ်ဆိုရင်ဖြစ်အောင်လုပ်။ဘယ်ရမှာဆိုဖြစ်အောင်လုပ်မဖြစ်ဘူးဆိုတာမရှိဘူး။အဲ့လိုအဲ့လိုအားပေးစကားတော့မြဲပြောတယ်။ဟုတ်။ကျွန်တော်နောက်ဆုံးရဒိုင်နမစ်နဲ့ဆက်လို့ကျွန်တော်ဒီစက်ရုံမှာဆက်ပြင်းစရာအဲဆက်ပြင်းစရာကိုမလုပ်တော့ဘဲနဲ့ကျွန်တော်ဒီလေတော်ဘက်ကိုကူးခဲ့တာပါเนาะအဲဒိုင်နမစ်နဲ့လောရဲနောက်ပြီး ီကျွန်တော်ဒီကမလာခင်ရဆိုရင်လည်းအဆက်ယုံကနေတော့အဆက်ပြန်နဲ့ပြန်ခေါ်တယ်ပလန်၄သိန်းကျော်ရတယ်ရခဲ့ပြန်မယ်ကျွန်တော်ကျွန်တော်ခေါ်တဲ့အတွက်ကျွန်တော်ချက်ချင်းဒီကိုလာတာပဲဝါသနာအင်းရလည်းပါတယ်ကျွန်တော်ရဲ့ဒီလှုပ်ကျင်တဲ့စိတ်ပေါ့နော်အဲ့လိုမျိုးကြောင့်လည်းကျွန်တော်အထိုင်ဆွန်လုံးရင်တော့ဒီလက်ရည်စင်အာကသာဘောကိုရွေးခဲ့တာပေါ့နော်